အင်္ဂလိပ်စာကိုအခြေခံနေစပြီးလေ့လာတော့မယ်ဆိုရင်ဒီလိုမျိုးအခြေခံဝါကျတိဆောက်ပုံလေးတွေကိုသိထားဖို့လိုတယ်နော်အဲဒီတိဆောက်ပုံလေးတွေကိုသိထားမှအစားအစားထိုးပြီးတော့မှရေးမယ်ပြောမယ်ဒီလိုမျိုးလေ့ကျင့်မယ်နော်ဟုတ်ပြီဒီနေ့ရှင်းပြခြင်းနဲ့ pattern လေးရပါလဲဆိုရင် subject verb ပြီးရင်ပါလဲဆိုရင် direct object indirect object object နှစ်မျိုးရှိတယ်နော် direct object နဲ့ indirect object direct object ဆိုတာကကြတော့သူကဘာလို့ခေါ်လဲဆိုရင်ဘယ်လိုဟာမျိုးတွေ direct object လို့ခေါ်လဲဆိုရင် အလွယ်မှတ်မယ်ဆိုရင်တော့ something ပေါ့ something အဲ့ဒါလို့ဒါရိုက် object အဲ indirect object ကကြာ somebody လို့ပုံကိုယ်တွေပေါ့နော် somebody အဲဆိုရင် indirect object ဟုတ်ပြီဟောဒီ indirect object ကို ရှေ့မှာထားရည်တဲ့ direct object ကနောက်ရောက်သွားတယ်ဆိုရင်တူခံစရာမလိုဘူးအကြိုင်ဒီလိုဖြစ်သွားမှာပေါ့နော် indirect object direct object ဂျားထဲမှာတူပြောင်းသွားမှာပေါ့နော်အဲ့လိုအဓိပ္ပာယ်မျိုး ဟုတ်ပြီပို့ပြီးရှင်းသွားဒီနမူနာဝကြလေးကြည့်ကြအောင် the company the subject offer for a job ကဘာလဲ direct object to him to go the indirect object company ကသူ့ကိုအလုပ်တစ်ခုကမ်းလှမ်းခဲ့တယ်အဲ့ဒါကို HR ရဲ့ him ကိုရှေ့ရေးမယ်ဆိုရင်ဒီလိုရေးလို့ရတယ်အဲ the company the company offer o f f e r e d offer him အကျော်အဆိုရင်တူပြောက်သွားမှာပေါ့နော်အဲဒါမျိုးလေးရေးလို့ရတယ်ဆိုတော့လည်းသိထားဖို့လိုတယ်နော်ဟုတ်ပြီပိုပြီးရှင်းတော့နမူနာဝါကြလေးရေးကြအောင်ဝါကြတစ်ချောင်းရေးလို့မယ်ဆိုရင်အနေအရင်ဆုံး analysis လုပ်မယ်ဆရာမဒီ subject ကလေးတွေကိုဆိုတော့ object ပုံမြင်ပုံမြင်ရလဲ object ပုံမြင်ရ direct object ကလေးတွေကို indirect object ဖပြခဲ့ဒီဆို verb အဆိုရင်ဆရာမဒီဆို the teacher ပေါ့နော် the teacher ် RED reason ဖတ်ပြသည်ဖတ်ပြခဲ့သည်ဆိုရင် RED rat စလုံးပေါင်းတော့တူတယ်အတန်းတော့မတူ the teacher rat ဖတ်ဖတ်ပြပုံရင်အဆိုရင် the teacher rat a story ဒါလည်း object ကိုရှေ့မှာထားရတော့တူခံမိရမယ်ဘသူဖတ်ပြကလေးတွေကို to the children c h i l d r e n children ကလေးတွေကိုသူသည် subject သူမိဘတွေစီ object စားတဆောင် object စားတဆောင်က direct object သူမိဘတွေစီဆို indirect object ပို့ခဲ့ရ so for အဆိုင်သူဒီဆို he sent a letter စားတဆောင်ဆို a letter to to ခံပေးရမယ် indirect object ကိုနောက်မှထားရတဲ့အတွက်သူမိဘတွေဆို his parents p a r e n t s parents ကျွန်တော်ဒီကျွန်တော်တငယ်ချင်းကိုတပ်ပုံပြခဲ့ကျွန်တော်ဒီဆို i ပြခဲ့တယ်ဆို SHOWED show i show တပ်ပုံ the photo i show the photo ဘယ်သူပြလာကျွန်တော်တငယ်ချင်းကို to my friend f r i e n d friend i ask subject sugar for the photo a direct object my friend က indirect object indirect object က noun မှာရောက်တဲ့အတွက်သူခံပြီးရတယ် ဟုတ်ပြီနောက်ထပ်နမူနာဝေါ်ကြလေးတွေဆက်ရေးကြအောင်နော်ဟုတ်ပြီဒီဝေါ်ကြလေးတွေဆက်ရေးကြအောင်နော်အဲ့လိုမျိုးဝေါ်ကြရေးတော့မယ်ဆိုရင်အရင်ဆုံး analysis လုပ်တတ်ရမယ်နော်ဟုတ်ပြီသူဒီဆိုတာ subject သူဤညီမကိုဆိုတာ object လေးဝေါ်ချက်တစ်ခုဆိုတာလဲ object object ကနှစ်ခုပါနေအဲဟလာလူပုဂ္ဂိုလ်ဆိုရင်ဒါဘာ object လို့ခေါ်လဲဆိုရင် indirect object လို့ခေါ်တယ်လေးဝေါ်ချက်ဒီလိုတတ်မဲ့အရာတွေဆိုရင်တော့ direct object လို့ခေါ်တယ် တို့တို့ပြောခဲ့သည်ဆို verb ဟုတ်ပြီအဲ့ subject ကအင်းကြီးပဲ he တို့တို့ပြောခဲ့သည်ဆို verb 2 subject ပြီး verb ပေါ့နော် w h i s p e r e d whispered အဲ့မှာထားလိုက် object ကိုရှေ့မှာထားရေးမယ်နော် a secret a c c r e t a secret subject verb ပြီးတာဒါပါလေ direct object indirect object ကိုနောက်မှာထားရင်တူခံပြရတယ်ဘယ်သူပြောရအောင် ူညီမအကုန်ဆို to his sister as a s t e r sister as a s t e r sister to his sister and his sister ဆိုတာဗာလဲဆို internet object internet object ကို direct object ရဲ့နောက်မှာထားရင်တူခံမိရတယ်เนาะဟာပြီဒါလေးဆက်ရေးကြသူဒီသူဤကာကိုသူငွေချင်းအားရောင်းခဲ့သည်အဲ့ဆိုရင် he s o l d so he saw သူကာဆိုတော့ his car သူ့ရောင်းခဲ့အောင်သူ့ငွေချင်းဆိုတော့ to his friend အဲ့လိုပြောရယ်နော်ဟာဘီဒီတစ်ခါတော့ဒါကတော့ internet object ဒါက internet object ဒီတစ်ခါကျတော့ internet object ကိုရှေ့ထားပြီးရေးကြအောင်နော်ကျွန်တော်ဒီဆိုတော့ i အဲပြခဲ့ဒီဆိုတော့ show i show အဲဘယ်လိုပြသူတို့ကိုလက်မှတ်တွေပြတယ်သူတို့ကိုသတ်ပါလဲ through ဆိုတာကဒါ internet object ပေါ့နော်လက်မှတ်တွေဆိုတာ internet object ဒီခါတော့ internet object ကိုရှေ့ခံရေးပဲနော် i show them them the tickets t i c k e t s tickets the tickets အဲ့မှာတူခံရမလို့ဒီမှာ internet object ကရှေ့ရောက်ပြီးတော့ internet object ကနောက်ရောက်နေရဆိုရင်တူခံပေးကြမလို့ပါဘူး i show them the tickets ဟုတ်ပြီ ောက်တစ်ခုဆက်ကြအောင်နော်သူသည် subject ပေါ်လုံးကို object ကျွန်တော်စီဆိုတော့ object ပေါ်လုံးဆိုတော့ direct object ကျွန်တော်စီဆိုတော့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် indirect object ဖြစ်ခဲ့ဒီဆို verb သူစီဆို he he throw th throw a verb to a throw but he threw a ball th i w threw he threw a ball ဘာလို့ရှိပြီ ကျွန်တော်စီဆို to me မဟီယာ subject through or verb above above က direct object me က indirect object indirect object နောက်မှထားရတဲ့ဒုခံမိရတယ် he threw a ball to me အနားလည်းမထင်ပါရဲ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဘယ်မှာလို့ဒီကြောင်းပြောမယ်အဲ့ဒါကို comment မှာအင်္ဂလိပ်လိုရေးပေးမယ်နော်သူဒီ ကျွန်တော်ကို စာအောက်တောက်ပေးခဲ့သည်ခွန်မမရေးကြည့်ပါအောင်နော်အဲဒီဗီဒီယိုလေးကြည့်ရှုဆိုရင်လည်းခွန်မမ yes လို့မှန်းခဲ့ပြီပေါ့နော်ဒီနေ့တလောက်ပါ that's all for the thanks switching bye bye